ဆက်ယူရအောင်မင်္ဂလာပါရှင်စတုတ္တိတာလူလေးစပါပြီရှင်ဘေးပြာပောင်ဝေးกว่าပြီးตาချက်မိကြပါစေရှင်ကကြည်သုံးပါးမှလည်းကြော်လွှားနိုင်ကြပါစေရှင်လူ့ဘဝဤတစ်ချောင်းလုံးကျမ်းမာစွာချမ်းသာစွာပျော်ရွှင်စွာဖြင့်နေထိုင်သွားနိုင်ကြပါစေရှင်ကျမတို့သတ္တတိတအလူခုနှစ်ရဲ့သာသမီအပေါင်းယုံလက်အမျက်မရွေး အသက်အရွယ်ကြီးငယ်မရွေးလှူဒန်းကုသိုလ်ယူနေပါပြီရှင်။ယနေ့အလှူရှင်ကတော့ USA နိုင်ငံနေရှစ်နေမတ်ခိုင်စင်အောင်ဤမွေးနေ့ထိမ့်မတ်ဖြစ်လှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ်။ကျမတို့သတုတီတာထမင်းနဲ့ဟင်းအပြင် ကလေးများအတွက်ရေခဲမုံပါပါတယ်နော်ရေခဲမုံလူတန်းကုသိုလ်ယူမှာဖြစ်ပါတယ်ကုသိုလ်တွေဝင်မြပါတယ်ရှင်ဟောကျမတို့ချက်သားစီပြန်လေးပါနော် ချက်သားကိုစပင်လေးလေးနဲ့ပင်စိမ့်လေးနဲ့ချက်တဲ့ချက်သားစီပြန်လေးရယ်မြင်းခွာရဲ့တုတ်သေးရယ်ပန်းပွင့်ကြော်ရယ်ငပီတောင်းရယ်အတိုးမြုပ်ရယ်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ပေါ်စန်းသမင်းလေးနဲ့စုံနေအောင်လူတန်းကုသိုလ်ယူပေးတာဖြစ်ပါတယ်ကဲဒီမကြီးပေါင်းဒီမကြီးပေါင်းဒီမကြီးပေါင်းကဲစားကြင်စရာကဲစားပါလေကလေးလေးနဲ့နှစ်ယောက်စားတသားရေလာပါဦးတတလာပါအောင်ရေခဲမုံပြပါအောင်ဒါ ရှက်နာလာငါသားဟုတ်ပါပြီကဲအဲကလေးမုံကလေးအတွက်ရေခဲမုံပါပါပါလေရှင်ကဲလာလာသားလာသားလာအေးအဲ့လိုလေးပြီးလိုလေးထည့်ပေးလိုက်လိုလေးထည့်ပေးလိုက်ပြင်နာနေရပြီโอเคကဲရေခဲမုံရေခဲမုံဩတူတူပေးလိုက်ပါအောင်ကလေးလေးရေခဲမုံဟုတ်ပြီကဲတမီယူ ်ဟုတ်ပြီအဲဟုတ်ပြီတာတိချာကြိုင်မယ်နော်တာတိချာကြိုင်မယ်ရေခဲမို့ရှင်နေအလှရှင်ရတော့မခိုင်စင်အောင် ဖြစ်ပါတယ်ကျမတို့အဲလွန်ငယ်တော့၃ဘတ်၂ဘတ်ကျော်၃ဘတ်ခန့်ကလည်းဒီချိန်လူတန်းကုသိုလ်ယူထားပါသေးတယ်နော် အလူရှင်များရှင်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းဖြင့်ပြည့်စုံပါစေအလူရှင်မတ်ခိုင်စင်အောင်ယနေ့ကြောက်တော်မွေးနေ့မှာစ၍လူပွားတစ်လျှောက်လုံးပျော်ရွှင်စရာမွေးနေ့ပေါင်းများစွာကိုကံကောင်းခြင်းများစွာနဲ့တူပိုင်ဆိုင်နိုင်ပါစေရှင်နှလုံးစိတ်ဝမ်းအေးချမ်းပါစေရှင်ကောင်းကျိုးမင်္ဂလာဖျားဖျားတို့နဲ့ပြည့်စုံပြည့်ဝပါစေရှင်နိဗ္ဗာန်ရောက်သည့်ချိန်ဒီတိုင်အောင် မရှိဟူသောစကားပေသောခါမှမကြပါစေနဲ့ရှင်မပြည့်စုံဟူသောစကားပေသောခါမှမကြပါစေနဲ့ရှင်စိတ်သွားတိုင်းကိုပါ၍လူတန်းထောက်ပံ့သာသနာပြုနိုင်ပါစေရှင်ယခုဘဝယခုခန္ဓာဖြင့်ပင်လေမဉ္ဉံဖို့ဉ္ဉံနိဗ္ဗာန်မြတ်ကိုလွယ်ကူသောအချင်းနှိမ့်မြန်သောတိဉ္ဉံတို့ဖြင့်မျက်မှောက်ပြုနိုင်ပါစေရှင် မရေကျေးဇူးတင်ပါတယ်အလူကံပုဂ္ဂိုလ်များရဲ့ကိုစားခုနှစ်ရဲ့သားသမီးများရဲ့ကိုစားကလေးများရဲ့ကိုစားကျေးဇူးတင်ပါတယ်နော်ကဲကျွန်တော်တို့ရေခဲမို့လူတဲ့ညာဘလောက်အွာကောင်းလဲနော်အလူလေးကောင်းလိုက်တာကဲလူတက်လိုက်တာနော်ကလေးများကဲပြောလို့ရွှင်လို့နော်ကလေးတွေက ရေခဲမုတ်လူတာဆိုကလေးတွေကိုအများကြီးပဲတန်းစီလိုက်ကြတာအများကြီးပဲဟောမမခင်မြတ်မွန်ရှင်ကြည်နူးဝန်သာပီတိဖြစ်ပါဒီမှာကြည်ုံကလေးတွေပျော်ကြတာမှရေခဲမုတ်လူမယ်ဆိုလို့စီလိုက်ကြရလဲပြောမနေနဲ့အများကြီးပဲသသားရေသသားလေးလားเออๆตะมี้เลล่ะมะลีมิงลาบาสิหลุไล่ไปอ่ะตุลาลาตาลาตาลาเอ๊ะบาดิเดียหลุไล่ไปมั้ยตุตุตุจั่นตัวล่ะคุณน่ะอะมาจั่นว่ะล่ะเกยยอ တေချာကိုင်းကလေးလေးတေချာကိုင်းဟုတ်ပြီကဲအေးဘေးကထည့်ပေးလိုက်အေးဟုတ်ပြီဟုတ်ကဲ့ကိုအောင်မြို့မင်္ဂလာပါရှင်ဥမခင်မြတ်မွန်ရှင်ကျေးဇူးတင်ပါတယ်ရွှေစိန်နိုင်ငံနေရှိနေမတ်ခိုင်စင်အောင်ဤမွေးနေ့ထိမ့်မတ်ဖြစ်သတုတ္တိတာလူကလေးများအတွက်ရေခဲမုံအလူလှူဒန်းကုသိုလ်ယူတာဖြစ်ပါတယ် အမရေးချက်သားစီပြန်ချက်ကလေးရယ်နော်နောက်ကပန်းပွင့်နဲ့ငရုတ်ပွားကြီးနဲ့ဥနီလေးနဲ့ကြော်ရယ်မြင်းခွာရဲ့တုတ်ရယ်အတိုးမြုပ်ရယ်ငပိတောင်းလေးရယ်နောက်ရေခဲမုံရယ်ဖြစ်ပါတယ်ပြတမီလေးပြအောင်တမီလေးကိုလှူလိုက်တာတကယ်ကြည့်ပါအောင်မမရေးကျသားတို့ညိုကြည့်ပဲအနှစ်တည်းလည်းအများကြီးနဲ့ဟောဒီမှာမြင်းခွာရက်ကိုခဲညင်သေးစိမ့်လေးနဲ့တုတ်တယ်ပန်းမွင့်ကြော်လေးရယ်အတိုးမြုပ်လေးရယ်ဖြစ်ပါတယ်ရှင် ိုတွေဝင်မြပါတယ်ရှင်ကြည်နူးမှုတွေဝင်မြပါတယ်ပီတီတွေဝင်မြပါတယ်ရှင်ဟုတ်ကဲ့မမမင်းမင်္ဂလာပါရှင်ကုသိုလ်တွေထပ်တူရပါစေရှင်ယနေ့မမခင်မြမုံတို့မိသားစုရဲ့အလှဖြစ်ပါတယ်အိမ်တလုံးလဲလှူဒန်းထားပါသေးတယ်နော်ကွယ်လွန်သွားသောမိဘများယေစုပြီးတော့ကျွန်မမနေ့က post တင်လိုက်တဲ့အိမ်နှလုံးမှာတလုံးလဲလှူဒန်းကုသိုလ်ယူထားပါသေးတယ် ။နောက်အိမ်တလုံးလှူထားတာလည်းမကြသေးပါဘူးเนาะရှင်နေမခိုင်စီအောင်ကသတုတိတာလူရောအိမ်အလူရောလှူဒန်းကုသိုလ်ယူထားတာဖြစ်ပါသေးတယ်เนาะဒါနောက်ထပ်တလုံးထပ်ပြီးတော့လှူဒန်းတာပါ။ကောင်းလိုက်တာကုသိုလ်ရေးတွေဆက်ပြီးတော့မှယခုလိုအခြေကမိုးကရောက်တော့မှဖြစ်ပါတယ်။မိုးရင်းမှာပေါ့เนาะခုလှူတဲ့အိမ်လေးဆိုမမကြီးအမိုးကတာလက်ပတ်လေးတွေမိုးထားတာတွေ့လားမသိဘူးเนาะ တက်ကဲလေးတွေမိုးထားတာထက်လက်ကလေးတွေမိုးထားတာကမှစုံနေလို့တလပတ်အစိမ့်လေးတွေမိုးထားတာเนาะကျမအဲ့ဓာတ်ပုံလေးတွေမြင်ပြီးတော့မှအလူကံပုတ်ကိုယ်တွေနဲ့ကြည့်လိုက်တဲ့ခါကျတော့ရင်ထဲတောင်တော်တော်မကောင်းဖြစ်သွားတယ်အခုအဲအိမ်လူပြပါပြီဆိုမှအိမ်လူတန်းကျင်လို့ဆိုဆက်သွယ်လာတဲ့လူတွေလည်းရှိပါတယ်เนาะထပ်ပြီးတော့မှကျမတို့ကွင်းစင်းပြီးတော့မှအိမ်တကယ်လိုအပ်နေတဲ့လူတွေကိုလည်းထပ်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 ပြီးတော့လှူပေးသွားအောင်မှဖြစ်ပါတယ်အင်မတန်မှကောင်းသောအလှူလေးဖြစ်ပါတယ်เนาะအမိုးရိပ်အကာ ေးတာဖြစ်ပါတယ်အခုခေတ်ကရှားဖွေရစားဝတ် နေရေးစားဖို့ပေါ့နော်စားဖို့တောင်မနဲ့ရုံးကန်ကြရတာဖြစ်ပါတယ်နော်အဲ့ဒီအတွက်နေဖို့နေရာဆိုတာအင်ကားနေတလောက်အနည်းဆုံး5000 6000 8000ဒါသူတို့မပေးနိုင်လို့ထက်ခါထက်ခါထက်ခါနဲ့ဆင်းရဲနေကြတဲ့စိတ်ဆင်းရဲခြင်းများစွာဖြစ်နေတဲ့မိသားစုတွေလည်းအများကြီးဖြစ်ပါတယ်တနေ့တနေ့အလူ ဟိုပါပေါ့နော်ရုံးကန်နေကြတဲ့မှာဒီအိမ်လာကအဲ့အတွက်ပါတခြားဖွေးပြီးရုံးကန်နေကြတာစားဖို့တောင်အနိုင်နိုင်စားဖို့တောင်မလာရတဲ့ကြားထဲမှာနေဖို့အတွက်နေစရာလေးတွေကိုဒါရှာဖွေနေရတာတော်တော်လေးကိုသူတို့အတွက်အဆင်မပြေပါဘူးနော်အဲကြောင့်မို့လို့ကျမတို့အိမ်အလူလေးတွေလည်းအင်မတန်မှကောင်းမွန်ပါလေရှင်ကဲသူတို့အတွက်ဒါမိုးမိုးရိတ်အကာပေါ့နော်အဲမိုးရွာသီးရောက်တော့မှဆိုတော့ဒါ မိုးကြတာမိုးရွာတော့မယ်ဆိုရင်နေစရာလေးတွေမလုံပါဘူးเนาะကျွန်မအဲ့ဟာလေးကလေအဲ့အလှလေးကကြုံတော့မလို့ကုသိုလ်လေးကိုတတိယလိုက်လို့ပါเนาะပြောပြောအောင်မယ်ဆိုရင်ကျွန်မရဲ့ရန်ကုန်မှာအဖွားဖွားလေးပေါ့ဖွားလေးတယောက်ရှိတယ်ဖွားလေးက အဲသူကအမှန်တော့သူကတိုက်ကြီးစောင့်နေတာပဲစောက်တာတော့လေတိုက်ကြီးစောင့်နေရင်းနဲ့သူကတော့သူအရင်တော့အိမ်လေးမှာနေနေတာပေါ့အိမ်လေးကမိုးမလုံနဲ့မိုးမလုံဘူးပေါ့နော်အဲ့အိမ်လေးကိုစောက်တာတော့တိုက်စောင့်နေတာပဲဒါပေမဲ့လို့တိုက်စောင့်ရင်းနဲ့ငွေပြတ်သွားတာတဲ့ငွေပြတ်ပြီးတော့တိုက်ကိုပြီးအောင်မလုံနိုင်မဲနဲ့အဲ့အိမ်လေးထဲမှာပဲမိုးမလုံတဲ့အိမ်လေးထဲမှာပဲသူပေကက်ပြီးနေနေရတာပေါ့နော်ဟွာဟွာအဖွာလေးခေါ်တာပေါ့အဖွာအရင်ရဲ့ညီမပေါ့နော်အဲ့ဒါကျမ ခါဟိုတင်းကျုပ်ကာရဝါပြုတ်ဖို့သွားတဲ့ခါကျတော့ကိုကိုတိုင်းမိုးရွာတဲ့ခါကျတော့ခုံရွှေ့ပြီးထိုင်ခဲ့ရတာဟိုနားကိုမိုးကလွတ်လွတ်လွတ်ရကောင်းလို့လို့ဒီနားကမိုးလွတ်ရကောင်းလို့လို့ဆိုပြီးအဲ့ feeling လေးတွေကိုသိပါတယ်နော်ဟဲ့ဘွားရဲ့အသက်ကလည်းကြီးပြီဒုက္ခတွေများလိုက်တာအဘွားမှာစောက်တာတော့တိုက်စောက်နေတာပဲလို့အဲ့ဒါဒါလည်း သူကတော့မလုံတာခေါ်တာပေါ့နော်အိမ်ကတော့မိုးမလုံပေမဲ့လို့တကားတွေလုံတာပေါ့နော်ဟိုတိုက်ဆောက်ပြီးပေမဲ့လို့တကားတွေလည်းမတက်နိုင်ဘူးပေါ့လုံချုံရေးအရာတက်မနေတက်နေလို့မရတဲ့အခြေအနေပေါ့အဲ့ဒါနဲ့ကျမကကူရတယ်အဲ့တိုက်ကြီးပြအောင်ထီပေါ့နော်ဟိုဟာကိုပြောပြတာပါကျမကလေကုသိုလ်စိတ်ကိုပြောပြတာပါနော်အဲ့မှာတော်တော်စိတ်မကောင်းဖြစ်သွားတာအဖွာကိုလေအဖွာရဲ့ဖြစ်မှဖြစ်ရလေလို့စောင့်နေတာတော့အိမ်ကြီးအိမ်ကောင်းပဲလို့ ကိုကကိုပတ်စံပြတ်သွားမှန်းကိုမသိဘူးလားဆိုအကျွေးတွေပေးထားတာဟာမရတာတဲ့ဒီလိုပဲဟိုလူကလာသူကလာချီးပေါ့နော်အဲဒုက္ခရောက်လို့ပါဆိုပေးထားတဲ့ပတ်စံတွေကပြန်သိမ့်လို့မရတာဖြစ်တဲ့အတွက်အဖွားမှာဒါတော်တော်လေးဒုက္ခရောက်သွားတာတဲ့ဆိုတော့အဲ့အရာတွေပါကျွန်မကူခဲ့ရတာပါနော်အဲကိုကိုတိုင်းခံစားတဲ့ feeling လေးပေါ့ဟိုလိုအဲကိုကိုတိုင်းအိတ်ဘယ်လိုပြောမလဲအိတ်နေရင်လည်းမိုးမလုံတာအဲ့လိုမျိုးတော့မဟုတ်ပါဘူးနော်ဒါပေမဲ့အသက်ကြီးပြီဆိုတော့ရင်ထဲမှာတော်တော်စိတ်မကောင်းဖြစ်သွားတာပေါ့နော် တမိုးမလုံတဲ့ဒဏ်ကိုခံစားရတဲ့ feeling လေးတွေသိပါတယ်ဆိုတာကိုပြောပြတာပါเนาะကြောင့်မို့ဒီအလူခံအိမ်လေးနဲ့အိမ်လေးဟုတ်ကဲ့ပြေဆုနဲ့ပြပါစီတက်လာတဲ့ခါကျတော့အော်လုတ်ကိုလုတ်ပြရမယ်ဆိုတော့အတိလေးဝင်ပါတယ်နော်ကျေးဇူးတင်ပါတယ်မမရှင်ကဲယနေ့အလူကတော့ရှေ့နေမတ်ခိုင်စင်အောင်ရဲ့အလူဖြစ်ပါတယ် ကဲစုံလို့တသားကြီးပြပါအောင်တသားစလုံးကြီးကကောင်းလိုက်တာဒီမှာချင်းချက်သားတုံးကြီးကိုနဲတာမို့ချက်သားစီပြန်ချက်ရဲဒါဒီလိုလေးယူသွားနော်ဟုတ်ကြမင်းခွာရဲ့တုတ်ရဲ့ဟိုဘိုင်းခဏမင်းခွာရဲ့တုတ်ရဲ့ပန်းမွင့်ကြော်ရဲ့ငပီတောင်းရဲ့ ဲလာလာသာသမီးလေးသမီးလေးအတွက်ရေခဲမို့ဟုတ်တယ်ကဲအဲတခြားကိုမပြည့်ပြည့်စုံစုံလေးလှုပ်ပေးပါလားနော်လူတယောက်စားအတွက်ဖူဖူလုံးလုံးလူပေးပါလေမနေ့ကပွားတယောက်ပြောတယ်လို့သူတို့လူကြီးတွေဆိုတော့နှစ်နှက်စာရတယ်ဆိုတော့ဟုတ်တာပေါ့ကဲကုသိုလ်တွေဝင်မြပါလေရှင်ယနေ့ရွေးစေနိုင်ငံနေ့ရှေ့နေမတ်ခိုင်စင်အောင်မွေးနေ့ထိမ့်မတ်ဖြစ်လှူဒန်းတော့စတုတ္တိတာလူ ကလေးများအတွက်ရေခဲမို့အလူဤကောင်းမှုကုသိုလ်တွေသည်တန်ရာခီသွားနေသည်၍ကောင်းကျိုးမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံပြည့်ဝပါစေရှင်။နိဗ္ဗာန်ရောက်သည့်အချိန်ထိတိုင်အောင် မရှိဟုသောစကားဘယ်သောခါမှမကြပါစေနဲ့ရှင်။မပြည့်စုံသောစကားဘယ်သောခါမှမကြပါစေနဲ့ရှင်။စိတ်သွားတိုင်းကိုပါ၍လူရန်ထောက်ပံ့သာသနာပြုနိုင်ပါစေရှင်။ ယခုဘဝယခုခန္ဓာဖြင့်ပင်လင်မဉ္ဉံဖူဉ္ဉံနိဗ္ဗာန်မြတ်ကိုလွယ်ကူသောအခြင်းလှင်မြန်သောအတိဉဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်ပါစေရှင်အကိုနိချက်မင်္ဂလာပါကုသိုလ်တွေထပ်တူရပါစေရှင်ဒေါခင်ခင်မင်္ဂလာပါရှင်ညီမလင်နာတီမင်္ဂလာပါနော်ညီမတို့ရှင်သားမဏေအတွက်လူတန်းကုသိုလ်ယူမှုတွေကိုဝမ်းမြောက်ဝမ်းသာတာတုခေါ်ပါတယ်ညီမကြီးအဲ့ကလေးတွေဟာစစ်ဘေးရှောင်လာတဲ့ကလေးတွေဖြစ်ပါတယ် မငြိမ်းချမ်းတဲ့နေရာလာတဲ့ကလေးတွေဖြစ်ပါတယ်နော်ဒုက္ခတိခံစားပြီးတော့မှလာကြတဲ့ကလေးလေးတွေဖြစ်ပါတယ်ကိုရင်38ပါးစာဆိုဆရာတော်ကြီးအတွက်လည်းမနိုင်တဲ့ဝင်ဖြစ်နေတဲ့အတွက်မမအကူကြီးပြီးထမ်းပေးတာဖြစ်ပါတယ်နော်အဲရှင်တကာရှင်မှာဒီကလေးလေးတွေအများဒါကိုရင်ဘောနော်ဟိုဆရာတော်ကြီးတွေတပါးပါးများလာပေါ်ထွန်းခဲ့လို့ရှိရင်သာသနာပြုအားကျွတ်နဲ့ပါပြီနော် မခင်မကုသိုလ်တွေထပ်တူရပါစေမမရှင်မမတို့ရရှိသောကောင်းမွန်ကုသိုလ်များအားလုံးတို့ကိုလည်းလိုက်လိုက်လဲလဲဖြင့်တာဓုခေါ်ပါရယ်ကုသိုလ်တွေထပ်တူရပါရစေရှင်ယနေ့အလူရှင်မိသားစုအားလုံးတို့ရှင်ဖေရညီမကြီးနာထင်ညီမလေးခိုင်စီအောင်ရရှိသောကောင်းမွန်ကုသိုလ်များဝေမျှပါမယ်နော် 30တပုန်နိုင်ကျင်လည်နေကြကုန်သောနတ်လူမြမာတတဝါပေါင်းတို့ဝင်များပါသည်ကျွတ်တန်ဝิญญင်ကြကုန်သောပို့ကိုပေါင်းဝင်များပါသည်ရှင်မြဲမမြဲနှစ်ရက်များစွာတတဝါပေါင်းတို့ဝင်များပါသည်ရှင်ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းအားလည်းဝင်များပါသည်ဤကောင်းမှုကုသိုလ်များအားလုံးဝမ်းမြောက်မှုမောတာတို့ခေါ်အောင်ရှင်ကုသိုလ်တွေတာတို့ခေါ်ဆိုခြင်းဖြင့်ကုသိုလ်တွေထက်တူ ယူကြရအောင်ရှင် ကဲယနေ့အလှရှင်ရှင်နေမခိုင်စင်အောင်ပြုလုပ်တော်ကောင်းမှုကုသိုလ်တွေအများကြီးဖြစ်ပါတယ်မခိုင်စင်အောင်မိသားစုပြုလုပ်တော်ကောင်းမှုကုသိုလ်အားလုံးကိုအိမ်လူတန်းရသော ကုသိုလ်တွေကျမတို့မွေးနေ့ထိမ့်မတ်ပြည့်စတုတီသာလူတန်းရသောကုသိုလ်ရေကဲမှုလူတန်းရသောကုသိုလ်ဤကောင်းမှုကုသိုလ်များကိုစိတ်ဆိုင်ပြီးဝေမျှပါမယ်ရှင်ဝမ်းမြောက်မှုမသာဓုခေါ်ကြမယ်ရှင်ဤကုသိုလ်အားလုံးကြားကြသမျှအမြ အမြအမြယူတော်မူကြပါကုန်တော်ပါဒုပါဒုပါဒုအလုံးကြကြသမြအမြအမြအမြယူတော်မူကြပါကုန်တော်ပါဒုပါဒုပါဒုအလုံးကြကြသမြအမြ ြအမြယူတော်မူကြပါကုန်သောတာတုတာတုတာတုကဲကောင်းလားသမီးကောင်းလားမလေးချစ်စရာလေးချောချောလေးဟဲ့ ကဲကုသိုလ်တရားများနဲ့အတူ အေဂျင့်သားရရှိကြပါစေ။ကောင်းကျိုးမင်္ဂလာဖြာဖြာတို့နဲ့ပြည့်စုံပြည့်ဝကြပါစေရှင်။နိဗ္ဗာန်ရောက်သည့်အချိန်တိတန်အောင် ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသည်များခံစားဆန်းစားပါစေရှင်။ယနေ့သတုတ္တိသားလူတန်းသောကုသိုလ်ရေကဲမုံလူတန်းသောကုသိုလ်အိမ်လူတန်းသောကုသိုလ်ဤကောင်းမှုကုသိုလ်များအလုံးထပ်တူရကြပါစေရှင်။ ုတ်ကဲ့မမခင်မြတ်မွန်ရှင်ညီရလည်းအလူကံပုတ်ကိုမြရဲ့ကိုစားခုနှစ်ရဲ့သားသမီးမြရဲ့ကိုစားကလေးသူငယ်မြရဲ့ကိုစားကျေးဇူးတင်ပါတယ်။ကဲနော်လိုက်လေးချပါပြီရှင်။